မင်္ဂလာညချမ်းပါခင်ဗျာကျွန်တော်တို့တနေ့တာသတင်းတွေကိုစူးစီးတင်ဆက်ပေးနေတဲ့သတင်းတို့ထွားအစီအစဉ်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ပထမဦးဆုံးအဖွင့်သတင်းကတော့တောင်းလိုင်းတာမအလလာတဲ့အချိန်မှာ short တိုက်ဒုံးနဲ့စော်ကန်ထိရဆိုတဲ့သတင်းပဲဖြစ်ပါတယ်တောင်းလိုင်းမန္တလေးတက္ကသိုလ်နှစ်တရာပြည့်ပွဲလာတဲ့ချိန်အလဲပိုင်းတိုင်းစစ်ထဏချုပ်တွေကို short တိုက်ဒုံးဖြင့်ပြစ်ခတ်တိုက်ခိုက် ယနေ့အော်တိုဘာလ၄ရက်နေ့မနက်6:15မိနစ်အချိန်မင်းအောင်လှိုင်ကမန္တလေးတက္ကသိုလ်နှစ်တရာပြည့်ပွဲတက်ရန်ပြူးလွေမှမန္တလေးသို့ရောက်ရှိလာပြီးနန်းတွင်းရှိအလဲပိုင်းတိုင်းစစ်ဌာနချုပ်လပခအတွင်းတွင်ခိတဝင်ရောက်တဲခိုခဲ့တဲ့ဟူသတင်းရရှိသဖြင့် short tight တုံးနှလုံးဖြင့်တိုက်ခိုက်ခဲ့ကြောင်းမန်တက်ကတို့ရာပြည့်ပွဲတွင်မင်းအောင်လှိုင်ကအရတားပြည်သူအများအပြားကိုလူသားတိုင်းအဖြစ်အကာအကွယ်ယူပြီးပွဲတက်မီဖြစ်ရအခမ်းအနားကိုတိုက်ခိုက်ခြင်းကနေရာအတိအကျဖြစ်၍ပုံမလွယ်ကူတော်လဲ အရက်သားပြည်သူများပါထိခိုက်မိကိုရှောင်ရှားလို့တော့ကြောင့်မင်းအောင်လှိုင်ခိတတဲခိုရလက်ပခအတွင်းတို့တာပြစ်ခတ်တိုက်ခိုက်ခြင်းဖြစ်ကြောင်းတိရှိရတယ်။ရှောင်းလိုက်တော့နှလုံးစလုံးလက်ပခတဲ့ကြတယ်လို့တိရတယ်။ဘာပဲဖြစ်ဖြစ်သူလာတဲ့အချိန်ချင်းချောက်ပြစ်ခတ်နိုင်လို့အောင်မြင်တယ်လို့ပြောလို့ရတယ်။ပြပြမကြခင်မှာပဲ MI 35နဲ့ပတ်ရှာတယ် Y20 နဲ့ကောပတ်ရှာတယ်ဟုရဲဘော်တွေအားလုံးကတော့ဘေးကင်းစွာနဲ့စုတ်ခွာနိုင်ခဲ့ကြောင်းသိရတယ်ဒီဒီဘက်ကိုဒီ MBMW တာဝန်ရှိသူကရှင်းပြထားတာဖြစ်ပါတယ်เนาะအဲ့တော့ ကျွန်တော်တို့ကတော်လိုင်းလက်နက်ကင်ထားတဲ့เนาะရဲဘော်တွေဟာတကယ်ကိုပြည်သူအတွက်ကိုမကြည့်ဘူးဆိုလို့ရှိရင်လေဒီနိုင်ငံမှာစစ်ရေးပြစ်မှတ်တဲ့ကိုအဲ့လိုဝင်လာလို့တေရတဲ့ပြည်သူပေါင်းဘယ်လောက်တောင်ရှိနေလဲမသိလက်ရှိဒီနေ့အချိန်မှာကျွန်တော်တို့တော်လိုင်းဘက်ကเนาะပြစ်ခိုင်းလို့ထိခိုက်တဲ့ပြည်သူဆိုတာမရှိသလောက်ရှားတယ်သူကသူဒလန်တက်လို့မှားယွင်းပြီးတော့တယောက်တက်နှစ်ယောက်တက်ဟာပဲရှိရင်ရှိနေမယ်တကယ်ပြည်သူအစုလိုက်အပြုံလိုက်ကိုတင်းနေရတာဒီလက်ရှိအာနာတိန်းနဲ့စစ်တပ်ကဘက်ကလှုပ်ရက်ပဲကြောက်ပဲတေရတာရှိတယ် အခုမန္တလေးရာပြည့်ပွဲနော်ဟိုရက်ကောင်ကကျွန်တော်တို့တဝဲဟိုတွားတဲ့မင်းအောင်နိုင်ဒလိုဟာမျိုးတွေကိုလုံးလို့မရတာမဟုတ်ရတယ်အဲ drone နဲ့ထားလို့မရဘူးဂျမ်မာခန်းနားနဲ့ short light drone နဲ့တီးချရရပေါ့အုံကွမ်းကလေးဆိုဟောမှာအဲ့ဒီအုတ်ထဲကိုပြစ်သွင်းနေရတာပေါ့ဒါပေမဲ့ဘာဖြစ်မလဲဘလောက်သေးကုန်မလဲမင်းအောင်နိုင်သေးလားမသေးလားတော့နောက်မှလုံးလုံးစဲအဲ့ဒီမှာလူတရာရှိတရာ200ရှိ200အကုန်လုံးမသာကြောက်ကုန်မယ်ဒါဒါတွေကိုငဲ့ညာပြီးတော်လိုင်းရဲ့ဘက်ကရဲဘော်တွေကမလုတ်လေတချို့တလေကြတော့လေတကယ်ကိုမတိတ်တတ်လေ နော်အဲ့တော့သူတို့ထင်တာလုံလို့မရဘူးလို့ထင်တာထင်တယ်။မင်းအောင်လိုင်းသူတို့တွားပြနေတယ်ဆိုတာကသူထိထိတန်တန်တွားတာမဟုတ်ဘူး။ဒီပြည်သူတွေကိုကာပါလှုပ်ပြီးတော့လူသားတိုင်းလှုပ်ပြီးတော့လိုက်ပြီးတော့သူကလှုပ်ပြနေတာ။အဲ့ဒီလှုပ်ပြတဲ့အရာကိုတချို့တတိယဘူးမတိဘာမတိကြော်မျိုးမင်းတို့ကောင်မျိုးကြော်ဆိုးတို့ကောင်မျိုးတွေကလိုက်လှောဒီဘက်ကကောင်တွေအကုန်လှုပ်လို့ရတယ်။မျိုးပြပျောက်ကြားနေနေရာတိုင်းမှာရှိတယ်။နော်ဒီအခုဒီနေ့ခေတ်လိုဟာမျိုးလက်နက်တွေ short တိုက်တုံးဆိုတာဗမာပြည်ပြည် short တိုက်တုံးဟာ အရင်ခက်ကနော်ဝယ်ရတာအခုခက်မှာ code pdf တွေဒီ ng ရဲ့ mod ကနေထုတ်လုပ်ထားတဲ့ short write down တွေအများကြီးစနစ်တကျထုတ်လုပ်ထားတာအဲ့တော့ဒါတွေအားလုံးနဲ့တီးထုတ်လိုက်အောင်ခွန်းကလည်းအခုမန္တလေးရာပြည့်ပွဲကိုစော်လိုက်မယ်မင်းအောင်လိုက်သေးလားမသေးလားမသိဘူးလောလောဆယ်အဲ့ဘွဲကိုတက်တဲ့ဟာတွေသေမှာပဲဒါပေမဲ့ထွတ်တဲ့ပြည်သူတွေကတော့ပြောမယ်ပေးပေးပေးတော့မတိတဲ့ဟာတွေဆိုတဲ့ပုံစံမျိုးနဲ့ဒါအဲ့လိုကျွန်တော်တို့တော်လန်ရေးဘက်မှာကြာတော့အဲ့လိုသွားလုပ်လို့မရပြန်ဘူးဟုတ်တယ်မလားစစ်စည်းကမ်းဆိုတာရှိတယ်ဒါတွေကို ဟိုအားလုံးနားလည်ဖို့အရေးကြီးပါတယ်အဲ့တော့တစ်ဖက်ကငဲ့ညာနေဘလို့ဖြစ်နေလဲဆိုတော့ရန်သူကရန်သူပီတတ်ဆိုတာရက်ဆက်ယုံမှာတုတ်ပြန်နေတယ်အဲ့ဒီရန်သူအားပေးဟာတွေကလည်းခွင်းကပြောသလိုဒီဘက်ကငဲ့ညာနေတယ်ဆိုတဲ့ဟာကိုသူတို့မသိဘူးအဲ့တော့ဒီတော်လန်ရေးအဖွဲ့အစည်းတွေကတစ်ဖက်ကတော်လန်ပြည်သူရဲ့အပြောကိုလည်းခံရတယ်တစ်ဖက်မှာလည်းဒီနိုင်ငံငါဥပဒေနဲ့အညီလဲတုတ်ပြန်နေတယ်ဆိုတော့တော်တော်ကိုခဲရင်ပါတယ်တော်တော်စိတ်ပင်မန်းစရာအခြေအနေပါပဲနောက်ထပ်သတင်းတစ်ပုဒ်ကိုတင်ဆက်ပေးကြပါမယ် ဒါကတော့စစ်မှုထမ်းအပတ်စဉ်14တခုထဲမှာတက်တာတက်900ကြော်ရှေ့တန်းစစ်မြေပြင်မှာတေဆုံးပြီး200ကြော်ကဒဏ်ရာရထားတယ်ဆိုတဲ့သတင်းထွက်လာပါပြီကဲစစ်မှုထမ်းတွေစတင်ခေါ်တော့ကကြတော့တင်းနှန်းတက်ပြီးမင်းတို့ကိုကင်းမဲဆောက်ခိုင်းမယ်လို့ပြောခဲ့တဲ့ဘောမတွေအခုဘလူတောင်ဝင်ယူလဲအဲ့ဒါပဲစစ်တပ်ထောက်ခံပါတယ်ဆိုတော့ဒီပြည်တွင်ကဘောမတစုကသူတို့အကောင်းစားရေးအတွက်စစ်ကောင်းဆောင်တွေအကြိုက်စကားတွေရှောက်ပြောပြီးတော့ဒီစစ်သားတွေရဲတွေကိုထိုးကြွေးပြီးတေအောင်တတ်နေတဲ့တကက်တရခန့်နော် အကြမ်းဖက်စစ်တပ်ကလှဆင်ခေါ်ယူလျက်ရှိတော့စစ်မှုထမ်းတပ်သားတင့်များအနက်စစ်မှုထမ်းအပတ်စဉ်၁၄မှတပ်သားတင့်900ကျော်မှကချင်နှင့်ရခိုင်အပါအဝင်ရှေ့တန်းစစ်မြေပြင်တွင်တင်ဆုံတွားခဲ့ကြောင်းစစ်ဘက်သတင်းရင်းမြစ်နှင့်တင်ဆုံဒဏ်ရာရရှိတော့အပတ်စဉ်၁၄မှစစ်မှုထမ်းတပ်သားတင့်များဤကျင်းတူမိသားစုများထံမှနေတိရပါတယ်ရှမ်းမြောက်ကချင်ကရင်ကရင်ဒီရခိုင်ရှေ့တန်းစစ်မြေမြင်းများတို့အဓိကဆယ်လွတ်ခဲ့ရာရင်းတို့ဆယ်လွတ်ခံရတဲ့စစ်မှုထမ်းတပ်သားတင့်များအနက်မှတပ်သား900ကျော်မှတင်ဆုံတွားခဲ့ပြီး ်200ကျော်မှလည်းဒဏ်ရာများရရှိသဖြင့်ဈေးကူတမှုခံယူနေရကြောင်းသိရှိရတယ်။စစ်တပ်ကဒဏ်ရာရရှိသောစစ်မှုထံတပ်သားတင့်များအနက်မှခြေလက်အင်္ဂါဆုံးရှုံးသူများမတန်ဆွမ်းဖြစ်သောသူများကိုသာစစ်သားအဖြစ်ပြန်လဲမစင့်ခေါ်တော့ကြောင်းတို့ရတွင်တိုက်ပွဲအတွင်းပြင်ပဒဏ်ရာသာရရှိသောခြေလက်အင်္ဂါအကောင်းပဂတိရှိနေသောစစ်မှုထံတပ်သားတင့်များကိုစေယုံမှဆင်း၍ပြန်လဲတက်တာလင်ရှစ်တန်းတို့ပြန်လဲပို့ဆောင်မိဟုစစ်စေးယုံတွင်ပင်အတိပေးပြောကြားကြောင်းသိရသည် ဲ့ဒါဘာပြောတာလဲတိလားမတည်မချင်းမင်းတို့တိုက်ခိုင်းမှာအဲ့ဒါပဲတလုံးထဲပဲအာဟိုစစ်မှုထမ်းတက်တန်းတစ်တစ်နေကောင်းရင်ဆေးဝါဆင်းပြီးပြန်လို့အဲ့အဲ့ဒါဆိုစားရှိတယ်နော်မတည်မချင်းမင်းတို့ကိုတိုက်ခိုင်းမယ်ဟုတ်တိုက်ရိုက်မပြောဘဲနဲ့နေကောင်းချမ်းမှလာရင်ဆေးဝါဆင်းရင်ရှစ်စစ်တန်းပြန်လွတ်မယ်ဟုတ်တွယ်ဝိုက်ပြောတော့ကြောက်တောင်းလှိုင်တားရဲ့ဝင်ကောက်ဥတီအလင်ကမြောက်ပါတယ်ဒါပါပဲနော်အဲ့တော့ စဉ်းစားကြပါစစ်သားတွေအနေနဲ့စစ်သားမိသားစုတွေအနေနဲ့လက်ရှိမင်းအောင်နိုင်ကြောင့်တေခဲ့ရတဲ့စစ်သားတွေရဲတွေဘလောက်ရှိပြီလဲအဲ့ဒီတေသွားတဲ့လူတွေရဲ့မိသားစုတွေတော့မတေဘဲနဲ့ကြိုးပဲ့ကန်းကြံမြင့်ခဲ့တဲ့ဒုက္ခိတတွေအတွေ့မင်းအောင်နိုင်အပါဝင်အဲ့ဒီမင်းအောင်နိုင်ကိုထောက်ခံနေကြတဲ့လက်တဆုပ်စာလူတစုဘာတောင်းဝင်ယူပေးတယ်ဘာတွေကြိရှုစောက်ရှောက်ထားတယ်မတေရင်တေအောင်ခိုင်းမယ်တေွားတော့လေခွေးတေကောင်တော့တောင်တန်မိုးမထားတဲ့ဘဝတွေနဲ့မင်းတို့ဒီအသက်တွေပေးနေတာကို တန်ကြလားဆိုတာတော့စဉ်းစားကြပါကိုအုံနှောက်နဲ့ကိုစဉ်းစားကြပါကျွန်တော်တို့ပြောလို့မဖြစ်စင်နဲ့เนาะကိုယ့်ရဲ့အတ္တိတရားနဲ့ကိုစဉ်းစားကြပါဟုတ်ကဲ့နောက်ထပ်သတင်းသမုတ်ကိုတင်ဆက်ပေးခြင်းမှာ ਨੇ ဒါကတော့မန္တလေးတက္ကသိုလ်နှစ်တရာပြည့်ပွဲတို့ဖုံးမယူရလက်အိတ်မတယ်ရအဲ့အိတ်မတယ်ရ ठी မယူရအုတ်ထုတ်မဆောင်ရစိုင်းကန်နှစ်ကားများမဝင်ရ မရက်ရဆိုတဲ့သားမြင့်မှုများအပါအဝင်လုံကြုံရေးအထူးတင်းကျပ်တယ်တဲ့နော်။တားကြောက်တတ်တာဟာကြောက်တာမှဆိုတုံးနေတယ်။ဟမ်။တူများမိသားစုတွေတေတကွဲရှင်တကွဲအကျိုးနဲ့ဖြစ်အောင်ဖန်စီတက်ပြနှိမ့်ဆက်မီးရှို့မရင်းချင်းလှုပ်ချင်တိုင်းလှုပ်တဲ့ကောင်းတွေတူတို့ကိုထိမှတေမလောက်ကြောက်တယ်။အဲ့တော့အရင်ခက်ကနော်စစ်သားဆိုတာတကယ်ယောက်ျားပိသားတဲ့ယောက်ျားရင့်မာကြီးတွေထင်ထားတာစစ်ခေါင်းဆောင်တွေဆိုတာဟုတ်တယ်နော်။အတူရဲခေါင်းတွေလို့ခေါ်တာဟုတ်။ဒါပေမဲ့လက်ရှိဒီနေ့မင်းအွန်လိုင်းခက်မှာတော့ဂျော်လကီးတွေကုန်ဖြစ်ကုန်တယ်။ နော်အဲ့တော့ဂျော်လဂီပဲအကုန်လုံးမန္တလေးတက္ကသိုလ်100ပြည့်ပွဲတင်တက်ရောက်လာတဲ့ចောင်းသားចောင်းသူများဆရာဆရာမများနဲ့မျိုးကန်တချို့ကိုအကျမ်းမဲ့စစ်တပ်ကလုံခြုံရေးအထူးတင်းကျပ်စွာစစ်ဆေးမှုများလှုပ်ဆောင်ခဲ့ကြောင်းပွဲတက်ရောက်ခဲ့တဲ့ဆရာဆရာမအတိုင်းဝိုင်းကနေပြောဆိုလိုက်ပါတယ်။ចောင်းသားចောင်းသူများနဲ့ဆရာဆရာမများမျိုးကန်များကိုမင်းအောင်နိုင်ကမလာရောက်မီ၃နာရီခန့်ကြိုတင်ခေါ်ယူခဲ့ပြီးလုံခြုံရေးစစ်ဆေးမှုကိုအထူးလှုပ်ဆောင်ခဲ့ကြောင်းသိရတယ်။ မနေ့9နာရီလောက်တည်းကလူစုမနေ့6နာရီခွဲလောက်မှာလုံခြုံရေးစစ်ဆေးရေးတွေဝင်ရတယ်မနေ့7နာရီလောက်အထိလုံခြုံရေးစစ်ဆေးမှုတွေကမပြီးဘူးစီကန်းတွေကတော့များတယ်ဖုန်းတွေမယူပါဘူးမီဒီယာတွေကတော့ချွင်းချက်ပေါ့ဖုန်းကွန်ပျူတာအီလက်ထရောနစ်ပစ္စည်းတွေပေးမတည်ဘူးလက်ကင်အိတ်ကြောဘိုးအိတ်လက်ဆွဲအိတ်ဘာအိတ်မှပေးမတည်ဘူးထီးမယူရဘူးထီးမဆောင်ရဘူးအုတ်ထုတ်မဆောင်ရဘူးဟုမန္တလေးတက္ကသိုလ်မှနီးပြဆရာမတူဦးကပြောတယ်ကားနဲ့ဆိုင်ကယ်များကိုအလွန်ဝေးတဲ့နေရာတို့တွားရောက် ပါကင်ထိုးရက်နာခိုင်းချောင်တိရတယ်ကားဘုံဆိုင်ကယ်ဘုံထောင်မှာစိုးလို့ထင်းတယ်ကားဆိုင်ကယ်လုံးဝအဝင်မခံပဲပိတ်ထားတာဟုပွဲတို့တွားရောက်ခဲ့တဲ့ဌာနဆိုင်ရာတဦးကရှင်းပြတယ်မင်းအောင်လိုင်းလာရောက်ချိန်ဒုံးဖြင့်ဘုံကျဲခံရမည်ကိုစိုးရိမ်၍ဂျန်ပါများတင်ဆောင်ထားတဲ့ကားကြီးများကလှက်ပတ်ကင်းလှည့်ခဲ့ကြောင်းလမ်းဆောင်လမ်းကွများတွင်လည်းစစ်တပ်ကဒရုန်းကပ်များကိုချထားခဲ့ကြောင်းတိရတယ်နော်အားကြောက်တာနော်တကယ်တကယ်တကယ်အကောင်းပြောတာဒါကြောင့်မလို့ပြောတာ ဂရာဖီတဲ့တေကန်ကြီးကြောင်၆ချမ်းနဲ့အဲ့လိုပဲလေဂရာဖီပြုတ်ချကန်ကြီးမှာနိုင်ငံတကာကောင်းဆောင်ရွတွားတွေ့အာတနိုင်ငံတော့အတူဘလို့အုတ်ထုတ်ထားနိုင်ပြီးပြီးလို့ရှိရင်ပြည်သူတွေအကွင်းဆင်းအခုလိုအပွဲတွေလိုက်လို့တွေ့ဆုံပွဲတွေလို့စသဖြင့်ဒါအာနာရှင်တိုင်းလိုလိုပါပဲနောက်ဆုံးအချိန်မှာတို့ကအကုန်လိုက်လို့တာဒါပေမဲ့ဘာဖြစ်သွားရတာပဲလေကြံရှုံးရတာပဲဘလောက်ပဲအင်အားကောင်းပါလေဆိုဆိုအဲ့တော့မင်းအောင်နိုင်ဆိုတာကဗယံမတာအဆင်မရှိတဲ့အာနာရှင်တဲမှာတော့ရှင်းရှင်းပြောရင်အာနာတိန်းထားလို့လားစစ်တပ်ခေါင်းဆောင်အာနာရှင်တို့ပြောတာမင်းအောင်နိုင်အာနာရှင်အဆင်မဖြစ်သေးဘူး ပေါက်ပန်း50အဆင့်ပဲရှိသေးတယ်။နော်အဲ့တော့အဲ့လိုအဆင့်တောင်မှဘလောက်ကြောက်လဲဆိုတာစဉ်းစားပေါ့ဟုတ်တယ်မလားဒေါအောင်ဆန်းစုကြည်ပြည်သူတွေကိုရှောက်သွားတယ်တွေ့တဲ့အိမ်ပေါ်တက်ယူနေတောက်တယ်တွေ့တဲ့မုတ်စားတယ်လူတကာလည်းရှောက်သွားတယ်လဖေးဇန်ရဆာထိုင်ပြရည်တယ်နော်အဲ့ဒါပဲလူတန်ဖို့ဆိုတာအဲ့ဒါမင်းကမင်းယာဓူးတွေဘလောက်ပဲယူတာဘလောက်ပဲလုံကြုံရေးချာချာမင်းဟာခွေးတစ်ကောင်တောက်တောင်တန်မိုးမရှိတဲ့လူဆိုတာအဲ့ဒါကိုမင်းအောင်လိုင်ရန်တက်တည်ပြသွားတာပဲအတူတူနော်နောက်ထပ်သတင်းတစ်ပုဒ်ကိုတင်ဆက်ပေးခြင်းမယ်ဒါကတော့အုတ်ချုပ်ရေးမှု စိန်ဝင်းမြစ်ကဘင်းတော်ပွဲဦးမှာနေကင်းအချိန်အိမ်စည်းကားဖြင့်ပေါ်တာဆွဲတယ်ဆိုတဲ့သတင်းမှဖြစ်ပါတယ်ကဲကြားလို့ကောင်းကြသေးရဲ့လားနော်အော်တိုဘန်လေးရဲ့ရန်ကုန်တိုင်းမယန်းကုန်းမြို့နယ်အမှတ်1ရပ်ကွက်မှာအောက်ချုံမှုစိန်ဝင်းမြင့်နဲ့အဖွဲ့က ဘရင်နောင်ပွဲရုံနယ်မြေနှင့်တမိုင်းလမ်းစုံတွင်နေကင်းအချိန်အိမ်စည်းကမ်းဖြင့်ပေါ်တာဆွဲဖမ်းဆီးမှုကြောင့်လူငယ်တချို့ဖမ်းဆီးခံရကြောင်းဖမ်းဆီးခံရတဲ့လူငယ်တအူးမိတ်ဆွေတအူးဖြစ်သူကပြောဆိုတယ်မယံကုန်းမြို့နယ်အမှတ်၄ရပ်ကွက်အုပ်ချုပ်ရေးမှူးစိန်ဝင်းမြစ်တီ၎င်း၏တပြည့်လူမိုက်များနှင့်အတူဘရင်နောင်ပွဲရုံနယ်မြေဘရင်နောင်လမ်းစုံနှင့်တမိုင်းလမ်းစုံနေရာများတွင်စိန်ဝင်းမြစ်ကအရက်ဝစ်စစ်သားတချို့နှင့်အတူနေကင်းအချိန်တွင်ပင်ပေါ်တာဆွဲဖမ်းဆီးခဲ့သည့်ဖြင့်လူငယ်၆ဦးဖမ်းဆီးခံရကြောင်းဖမ်းဆီးခံလူငယ်များ၏မိဘများကငွေကြေးဖြင့်ရွေးယူရန်ဆက်သွယ်သောအခါငွေမလိုဘဲစစ်သားလိုချင်၍ပေါ် ်တာဆွဲဖန်းစီခြင်းဖြစ်ပြီးငွေပေါ်များတီဟုပြန်လဲတုတ်တုတ်ပြန်ပြောဆိုခဲ့ကြောင်းသိရတယ်လူမရရင်မာဆက်နဲ့အနှိတ်ခမ်းတွေကဆင်းလာတဲ့လူငယ်တွေကိုပါဆွဲတာသူကမာဆက်နဲ့အနှိတ်ခမ်းတွေစီကစက်ကြီးကောက်တယ်ဆင်းမှုထမ်းအကျုံးဝင်တဲ့လူငယ်တွေလာတာမျိုးရှိရင်အဲ့ဒီမာဆက်နဲ့အနှိတ်ခမ်းတွေကသူ့ကိုဖုံးဆက်တယ်အထဲတော့ဝင်မဖမ်းမှုအောက်ရောက်တာနဲ့စောက်ဖမ်းတာဟုအမှတ်တရက်ွက်အုပ်ချုပ်ရေးမှုစိန်ဝင်းမြီလှုပ်ရှားမှုများကိုတရှိထားတော့တတိယမြစ်ကပြောဆိုတယ်ကဲစဉ်းစားကြည့်နော်အဲ့တော့ကျွန်တော်မေးပါမယ် တမျှမှုတို့ပြန်ပေးဆွဲမှုတို့ဆိုတာဘာကိုပြောတာလဲမသိဘူး။ပြန်ပေးဆွဲမှုဆိုတာဘာဟုတ်လဲလူတယောက်ကိုလက်နဲ့အာကိုနဲ့ဖန်စီဝါတယ်။ဒီလူကိုဘာလားမလာရွေးပါဘလောက်နဲ့လာရွေးပါညာလောက်နဲ့လာရွေးပါဒါကိုဘာလို့ခေါ်ကြလဲပြန်ပေးဆွဲမှုလို့ခေါ်ကြတယ်။နော်အိန္ဒယုံတွားတယ်လက်နဲ့အာကိုနဲ့ရှိတာကောက်ထုတ်ဟမ်ရွှေထုတ်ငွေထုတ်စတဲ့ဖြင့်အဲ့လိုလုပ်ရင်ဘာလုပ်လဲဓမြတိုက်တယ်လို့ပြောတယ်အခုဒီနေ့ခေတ်စစ်မှုထမ်းဥပဒေဆိုတဲ့အောက်မှာလက်ရှိအုပ်ကြီးတွေအဲ့ဒီစစ်သားတွေရဲတွေကဘာလုပ်နေတာလဲဓမြတိုက်နေတာမဟုတ်ဘူးလားပြန်ပေးဆွဲနေတာမဟုတ်ဘူးလား ဟမ်ပါကွာတယ်အတူတူပဲလေအဲ့တော့ကျွန်တော်တို့နိုင်ငံမှာပြည်သူကိုတရားဝင်ဓမြတိုက်ပြီးတရားဝင်ပြန်ပေးဆွဲနေတာဒီဒီမင်းအောင်လိုင်းလက်ထက်မှာဖြစ်နေတာဒါဟာညင်းလို့မရတဲ့အမှန်တရားပဲနော်အဲ့တော့ဒါမျိုးကိုလက်ခံနေတဲ့ဒူတွေကိုတော့ကျွန်တော်တို့ဘလို့အတိတရားဘလို့အုံနှောက်နဲ့ငိမ့်နေတယ်တော့မတိဘူးလက်ရှိလောလောဆယ်တော့ဘောမတွေတဲမှာအခုဆိုပြိပဘောမတွေတို့ပောက်ပန်း၄၀လောက်တဲ့လွဲရက်လွဲမှားမှုတွေကိုပြိပဘောမတွေကတော်တော်ထွက်ပြောလာတာတွေ့ရတယ် ဘလို့မှလက်ခံနိုင်လို့ရတဲ့အနေထားမဟုတ်တာလေဟုတ်တယ်မလားဒါကြောင့်မလို့ပြည်တွင်းမှာရှိတဲ့အတူတွေအနေရလဲမဆန့်ကျင်နိုင်အောင်မှဒလို့ရုံမှနေတဲ့ကောင်တွေရဲ့အလိုကြပါဝင်ချင်းပူပေါင်းချင်းပတ်သက်ချင်းတွေမလုံမိဖို့တော့အရေးကြီးပါတဗျာနောက်ဆုံးသတင်းကိုတင်ဆက်ပေးချင်ပါတယ်ဒါကတော့တောင်ကိုရီးယားမှာရွေးကောက်ပွဲကိုစန့်ကျင်ကြောင်းဆန္ဒပြပွဲတော်လန်ပြည်သူ400ကျော်တက်ရောက်ဆန္ဒပြခဲ့တယ်ဆိုတဲ့သတင်းပဲဖြစ်ပါတယ်တောင်ကိုရီးယားမှာတော်လန်အင်အားစုတွေနေမနာညမနာဆန္ဒပြပြီးတော့ တော်နိုင်ရေးကိုတက်တက်ကြွကြလှုပ်နေတာမြင်ရချက်မှာပါဒါဟာတောင်ကိုရီးယားအစိုးရကိုလည်းကျေစုတင်ဖို့ကောင်းပါတယ်တောင်ကိုရီးယားရောက်ပြည်သူတွေအခုလို့တက်ကြွဆိုလှုပ်ရှားနေတာကိုလည်းမြန်မာနိုင်ငံပြည်သူတွေအားလုံးကိုစားကျေစုအထူးပဲတင်ရှိပါတယ်အော်တိုဘာလ၄ရက်နေ့တောင်ကိုရီးယားရောက်မြန်မာနိုင်ငံသား400ကျော်ဟာအကြမ်းဖက်စစ်အုပ်စုရဲ့အတုရောင်ရွေးကောက်ပွဲကိုပြက်ပြက်တာတာဆန့်ကျင်ကပ်ကွက်ကြောင်းဆန္ဒပြခဲ့တယ်လို့မြန်မာဖက်ဒရယ်ဒီမိုကရေစီအောင်နိုင်ရေးအဖွဲ့ပေါင်းချုပ် MFDMCC ကနေတိရပါတယ် မွန်လွယ်ပိုင်းကနေစတင်လို့စိုးမြို့မှာဆန္ဒပြပွဲကိုဖော်ဆောင်ခဲ့တာဖြစ်ပြီးအဲ့ဒီဆန္ဒပြပွဲကိုကိုရီးယား NUG ကိုယ်စားလှယ်ရုံးနဲ့ကိုရီးယားရှိတော်လန်ရေးအဖွဲ့ပေါင်း၃၉ဘွဲ့ပါဝင်တဲ့စစ်အုပ်စုရွေးကောက်ပွဲစန့်ချင်ရေးပူပေါင်းလှုပ်ရှားမှုကော်မတီကနေစီစဉ်ကျင်းပခဲ့တယ်လို့တီးရပါတယ် ကိုရီးယားအစိုးရနဲ့ပြည်သူတွေကိုမြန်မာစစ်အုပ်စုရဲ့အတူရောင်ရွေးကောက်ပွဲကိုပြတ်သားစွာရှုံချပေးဖို့ရွေးကောက်ပွဲကနေထွက်ပေါ်လာမဲ့မြည်သည့်ရလက်နဲ့အစိုးရကိုမဆိုလုံးဝအတိမတ်မပြုဘဲစန့်ကျင်ကောက်ကွက်ပေးဖို့တောင်းဆိုခဲ့တယ်လို့သိရပါတယ်နော်ကဲဒါဒီမိုစီတိုင်းပြည်တွေမှာတော့ဆန္ဒပြလို့ရတာပေါ့နော်ကိုရီးယားဆိုတာဒီမိုစီတိုင်းပြည်ကိုဖြစ်တဲ့အတွက် နော်ကိုယ်နိုင်ငံမှာဖြစ်တဲ့အရာကိုကိုယ်နိုင်ငံမှာပေါ်ပြလို့မရတဲ့အတွက်သူများနိုင်ငံရောက်နေတဲ့လူတွေရေပေါ်ပြတာဒါဒီမိုကရေစီအနှစ်တာတာပဲဒါပေမဲ့ကျွန်တော်တို့ထိုင်းမှာဆိုရင်တော့အခုနောက်ပိုင်းဒီမှာထိုင်းနိုင်ငံရဲ့အရှုပ်ချင်းတွေကြားထဲမှာသူတို့မျိုးဆန္ဒပြထုတ်ဖော်မှုမျိုးတွေလှုပ်လို့တော်တော်အဆင်မပြေဖြစ်တယ်အားလုံးနဲ့အတိပဲဖြစ်တယ်အဲ့လိုလှုပ်လို့မရအောင်လဲထိုင်းကိုတည်တည်ချာချာကိုကင်တွယ်ပြီးတော့ဖိနှိပ်ထားတာပါအဲ့တော့ထိုင်းအနေနဲ့ကလည်းနှစ်ဖက်လုံးကိုဟိုမျှတအောင် ချိန်ညှိပြီးတော့နင်းနေရတာဖြစ်တဲ့အတွက်ကျွန်တော်တော်လန်အင်အားစုတွေအနေနဲ့ရတဲ့အတိုင်းမှာလှုပ်ရှားတာတော်တော်ကိုခက်ခဲကြက်တဲလာပါတယ်။နောက်ပိုင်းမှာတစ်ချက်အမှားခံလို့မရတဲ့အနေထားတွေဖြစ်ပေါ်လာတယ်။နောက်တစ်ခုရှိတာကအခုနောက်ပိုင်းမှာထောက်ပို့တွေကိုအမျိုးမျိုးတိုက်ခိုက်မှုတွေပေါ်လာတယ်။နော်ဟိုခေါင်းစဉ်တွေကတော့အမျိုးမျိုးပေါ့ဒါပေမဲ့ဘလို့ပဲဖြစ်ဖြစ်ကြိလိုက်လို့ရှိရင်ပါတယ်။ထောက်ပို့လှုပ်နေတဲ့ဒူတွေမှန်တယ်မြတ်တိုက်ခိုက်ခံရတာ။ဒါလောက်ဆိုရင်အားလုံးသဘောပေါက်မှာထင်ပါတယ်။အဲ့တော့ထောက်ပို့လှုပ်နေတဲ့ ညီကိုမောင်နှမတွေအားလုံးကိုအမှုပညာရှင်တွေအားလုံးကိုကျွန်တော်ဒီနေရာနေမြေတားရက်ခံချင်တာကဂဲပစ်လာတဲ့ဂဲကြောက်တဲ့နေရာတစ်ခုတည်းကိုမကြည့်ပါနဲ့ကို့လာတိုက်ခိုက်တဲ့အရာတစ်ခုတည်းကိုမကြည့်ကြပါနဲ့စိတ်သက်တွေမကြပါနဲ့ဘာဖြစ်လို့လဲခမားတို့ကျွန်တော်တို့ကထောက်ဖို့လုံနေလို့တိုက်ခိုက်ခံရတာပါမယုံရင်ဒီနေ့ကနေထောက်ဖို့နားလိုက်ကြည့်ဘယ်သူမှအာယုံနဲ့အောင်ထဲမှာမဟုတ်တော့ဘူးအဲ့ဒါအဖြေပဲဗျအဲ့တော့လူပုဂ္ဂိုလ်ကိုတိုက်ခိုက်တာလားဒီတော်လိုင်းရင်းမှာပါဝင်လို့ထိအောင်မှုရှိလို့တိုက်ခိုက်တာလားဆိုတာအဲ့ဒါတွေကအဖြေဒါကြောင့်မို့လို့ထောက်ဖို့ဒီအားလုံး စိတ်သက်မကြပါနဲ့နောက်ထပ်နောက်ထပ်ထောက်ပို့တွေမြန်မြန်ပေါ်ထွက်လာအောင်လေကျွန်တော်တို့တွေကြိုးစားရမယ်ဝန်းရံပေးရမယ်ဘာဖြစ်လို့လဲကျွန်တော်တို့တော်လှန်ရေးမပြီးမချင်းထောက်ပို့အင်အားကောင်းနေဖို့ရည်ကြီးပါတယ်ထောက်ပို့ဟာတော်လှန်ရေးတွေးကြောတစ်ခုပါပဲဒါကြောင့်မလို့ထောက်ပို့အစ်စ်တွေမြန်မြန်ပေါ်ထွက်လာအောင်လေနိုင်ငံတကာထောက်ပို့အတိုင်းဝိုင်းနေနဲ့ဝိုင်းပြီးတော့ဝန်းရံပြီးတော့ပေါ်ထောက်လက်တွဲခေါ်ဆောင်ပေးကြဖို့အားလုံးတိုက်တွန်းပါတယ် ုတ်ကဲ့ပါဒီကနေ့ကျွန်တော်တို့တင်းနေကိုအစနဲ့အဆုံးဆောင်လို့ကြည့်ရှုအားပေးကြတဲ့မိဘပြည်သူတူတယောက်ချင်းတိုင်းကိုကျေးဇူးတင်ပါတယ်ကျွန်တော်တို့တွေအချိန်ရရင်ရသလိုနောက်ရက်တင်ပါတယ်အခုတို့တင်းနေကိုတထိုင်ရထဲမှာတရှိနိုင်စေမဲ့တင်းအတူတူအစီအစဉ်လေးကိုကျွန်တော်တို့စ조사ပြီးတင်ဆက်ပေးပါမယ်အခုနောက်ပိုင်းဒီမှာကျွန်တော်တို့အဲဟာတာဗီဒီယိုတွေကိုလည်းကျွန်တော်တို့မလုတ်တက်လုတ်တက်နဲ့လုတ် နေတာဘာကြောင့်လဲဆိုတော့ဒီအာနာရှင်အာနာတိန်းနာနဲ့ကောင်တွေကိုကျွန်တော်တို့ဟာကဏ္ဍဘောင်းဆောင်ကနေရအောင်အစင်ဆက်မပြတ်တော်လှန်နေရမယ်ဆိုတဲ့အရာကိုလည်းမိဘပြည်သူတွေကိုတတိပေးစေခြင်းနဲ့အနေနဲ့လုပ်နေတာဖြစ်ပါတယ်။ဘာဖြစ်လို့လဲကျွန်တော်တို့ရက်နေလို့မရအောင်နားနေလို့မရအောင်ခဏအမောပြေနေတာဖြစ်ပါ။ဒါပေမဲ့ကျွန်တော်တို့ရက်လိုက်မယ်နားလိုက်မယ်ဆိုလို့ရှိရင်ရန်သူကရှောက်နေတာဖြစ်တဲ့အတွက်ကျွန်တော်တို့ဒီဟာ ကြံမြင့်ခဲ့ပါလိမ့်မယ်ဒါကြောင့်မို့လို့ရရကဏ္ဍကနေရှုတော့ဘောင်းဆောင်ကနေရတယ်လို့ကျွန်တော်တို့စော်ဖို့နေဖို့အရေးကြီးပါတယ်ဟုတ်ကဲ့ပါအားလုံးကျေးဇူးတင်ပါမယ်မင်္ဂလာညချမ်းပါခင်ဗျာဘေးဘေးကဝေးကွာကြပါစေ